အဝိဇ္ဇာတောက်တောက်ပြောင်းကုန်တဲ့အမျိုးသမီးတယောက်ကစိတ္တဇာဆေးကုန်လာပြီးတော့ပါတကူနဲ့သူကလာပြောတာပေါ့ဗျာကျွန်မကတည်းဘဝအတိတ်ပဲမရှိဘူးတဲ့နေရတာမနေပြောဘူးတဲ့စိတ်ကအရင်ကြတယ်အဲ့တော့ဆရာဝန်ကဘေးနားမှာတန့်ရှင်းလုံနေတဲ့အဖွားကြီးကိုမေးကြီးတဲ့မင်းရဲ့ပျော်ရွှင်မှုကိုမင်းဘယ်လိုတွေ့ခဲ့လဲဆိုတော့တဲ့ဒီလူနာအမျိုးသမီးကိုပြောပြလိုက်ပါကွာတဲ့ပြီးတော့ဆရာဝန်ကမေးကြီးပြောတာဟုတ်တဲ့နားထောင်လိုက်ပါဦးတဲ့အမေကြီးက ဆိုင်တဲ့ဟိုတပြက်စီးလေးညက်ပြီးတော့ထိုင်ကုန်လေးမှထိုင်လိုက်ပြီးတော့သူ့အမျိုးသားတကင်စာရောကနဲ့ဆုံးမသွားတယ်သူဆုံးမသွားပြီး၃လလောက်ကြာမှာတဲ့သူ့ရဲ့တဦးသီးသောသားလေးကလည်းရင်တိုက်မှုနဲ့ဘဝတစ်ပါးကိုပြောင်းသွားတယ်ကျမကစိတ်တက်တည်းအရန်ကြတော့တယ်ကျမကဘာမှမရှိတော့ဘူးလေပလာပဲကျမကလည်းမအိပ်နိုင်မစားနိုင်မရည်နိုင်မပြုံးနိုင်ဖြစ်ခဲ့ရတယ်လုံငန်းမှာလည်းတငငယ်ချင်းပေါင်းတဲ့မိတ်ဆွေတွေနဲ့ ဟန်ဆောင်ပြီးတော့ကျွန်မမပြုံးနိုင်ဘူးကျွန်မကိုကျွန်မတက်တူကျင်တဲ့စိတ်ပောက်သွားခဲ့တယ်အဲ့တော့လူနာအမျိုးသမီးကမိပြောတာကိုတေချာနားထောင်တော့ဗျာတရားတဲ့ကျွန်မအလုပ်ကပြန်လာတဲ့အချိန်မှာတဲ့အင်းရှိမှကြောင်လေးတကောင်ကကျွန်မနောက်ကိုလိုက်လာတယ်ရာတကူးတို့ကလည်းအေးတဲ့အတွက်ကြောင့်ကျွန်မဒီကြောင်လေးကိုတဲ့အိမ်ထဲကိုခေါ်သွင်းဖို့ကျွန်မဆုံးဖြတ်လိုက်တယ်ပြီးတော့အိမ်ထဲရောက်တော့ကြောင်လေးကိုကျွန်မပကံထဲကိုနှုတ်ထည့်ပြလိုက်တယ်အဲ့ဒီနှုတ်တွေကိုပြောင်းအောင်နဲ့သူ့ရှာနေသူရက်သွားတယ် ပြီးတော့တဲ့ချစ်စပွဲအမူအရာနဲ့ကျမရဲ့ချစ်တော်လေးကိုသူပုတ်တက်ခဲ့တယ်။လာပုံပြောဆိုပထမအဦးဆုံးအချိန်နဲ့ကျမပြုံးခဲ့မိတယ်။ဩကြောင်လေးကိုငါကူညီတော်မှငါအတွက်ပြုံးပျော်ဆွရပါလားဆိုရင်လူတွေကငါကူညီငါဘလို့များပျော်ဆွရမလဲဆိုသူတွေးခဲ့တယ်။အဲ့ဒီကစပြီးတော့သူနောက်နေ့ကျတော့ဘစ်ကင်ဘုတ်လေးသူဖုတ်တယ်။အေမီနာနေမကောင်းတဲ့လူကိုသူပြီးကန့်ခဲ့တယ်။အဲ့ဒီကစပြီး နေ့တိုင်းကောင်းမှုကုသိုလ်တစ်ခုလုပ်မယ်လို့သူဆုံးဖြတ်ခဲ့တယ်တဲ့သူပေးလိုက်ကမ်းလိုက်လို့ပျော်ရွှင်ရတဲ့လူတွေကိုကြည့်ပြီးသူ့ဘာပျော်ရွှင်ရတယ်ဩပေးကမ်းခြင်းဆိုတာပျော်ရွှင်ရပါလားဆိုတော့သူအဲ့မှာရှာရှာတွေ့ခဲ့တယ်အဲ့တော့လူနာရှင်မျိုးသမီးကဟေးဒီကြာငူတယ်ဗျဩတဲ့သူပတ်စံနဲ့ဝယ်လို့ရတယ်အရာဝတ္ထုတွေကိုဝယ်လို့ရတယ်အရာတွေသူ့မှာရှိပြီးတော့ပတ်စံကိုဝယ်လို့မရတဲ့အရာတွေသူဆုံဆုံးရပါလားဆိုပြီးသူကငိုတယ်အဲ့တော့ဘဝရဲ့အလှတရားဆိုတာ ကိုဘလောက်ပျော်ရွှင်နေတဲ့အပေါ်မှာမူမတည်ဘူးဗျကိုကြောင့်အဘာသူဘလောက်ပျော်ရွှင်ရလဲဆိုတဲ့အပေါ်မှာပဲမူတည်တော့ပျော်ရွှင်မှုဆိုတာကတော့ပန်းနိုင်မဟုတ်ဘူးဗျပျော်ရွှင်မှုဆိုတာခီးတခုပဲပျော်ရွှင်မှုဆိုတာကမနှက်ပြန်မဟုတ်ဘူးဗျပျော်ရွှင်မှုဆိုတာဒီနေ့ပဲဗျပျော်ရွှင်မှုဆိုတာကကိုဘလောက်ပိုင်ဆိုင်တယ်ကိုမှာစီးစင်ဥစ္စာဘလောက်ရှိတယ်ဆိုတဲ့အပေါ်မှာမူမတည်ဘူးဗျကိုဘသူလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်ဗျ တော့ပျော်ရွှင်မှုကိုရှာတွေ့နိုင်ကြပါသေးတာကောင်းလေးတယောက်ကဗျာပတ်သက်ရှိတဲ့အမျိုးသမီးတယောက်ကိုပေါ့အသက်ကြီးကြီးအမျိုးသမီးတယောက်ကိုသူကယူလိုက်တယ်ဗျာယူလိုက်ပြီးတော့သူကသူ့စိတ်ကသူကစီးစိမ်ခံစားမှာပေါ့ဗျာပြောရတော့ပိုင်းလုံးပေါ့သူကအဲအဲ့လိုလှုပ်လိုက်တာအဲ့တော့ဒီအမျိုးသမီးကလည်းပြောတယ်ဗျာကျွန်မတေသွားရင်လည်းအရှင်နောက်မင်းမမယူပါဘူးနော်တကယ်လို့များယူခဲ့မယ်ဆိုရင်အဲ့ဒီညီကြီးတည်းကလည်းရက်ထွက်ပြီးတော့ ရှင့်ကိုကျမဥူနှင်းပြီးလာတတ်မှာဟာမယူပါဘူးမမရဲ့တိတ်နှစ်လေးနည်းနည်းအကြာတော့ချုံမှာဗျာအမျိုးသမီးကဆုံးသွားတော့ဆုံးပြီးတိတ်မကြခင်မှာပဲ तू ကလည်း common လေးတောင်းနဲ့လက်ထပ်လိုက်တယ်ဗျာအဲ့တော့သူ့ရဲ့တင်ငွေချင်းတွေပြောတော့ဟာမင်းမကြောက်ဘူးလားကွာတဲ့မင်းအရင်မိမကြီးကလေတေဝါလို့နောက်မိမယူမယ်ဆိုရင် မြေကြီးတွေရက်ထွက်ပြီးတော့အင်းဦးမြင့်မိတက်မယ်လာပြောတာမင်းမကြောက်ဘူးလားဟာမကြောက်ပါဘူးလေငါသူ့အကြောင်းတီးလို့လည်းငါအခုသူ့မှောက်ခုံမြောက်ပြုတ်ခွေတာဒါလိုတယ်နော်အဲ့တော့ရက်လေးအောက်ရောက်နေပဲတဲ့အမျိုးသားတယောက်ကဗျအဖွားကိုရောင်းတဲ့လီမိုတီးလို့အမြဲတမ်းသူ့အဝေးလေးရှိတယ်ဗျသူစကြိုက်လီမိုတီးလို့တော့ရွေးပြီးတာနဲ့ကီလိုချိန်ခိုင်းတာပေါ့အဲ့ဒီအတွက်ကြောင့်စတဲ့ငွေရှင်းပြီးတာနဲ့ သူ့လွယ်ရည်တဲကို तू ထဲ့ယူသွားတယ်ဗျ။ဒါပေမဲ့အဲ့လိုလွယ်ရည်တဲကို तू လိမ်မော်တီးတွေထဲ့လိုက်ပြီဆိုတော့နဲ့ तू လုံနေကြအလုပ်လေးတစ်ခုရှိတယ်ဗျ။ तू ပြဿနာရှင်းပြီးသားလိမ်မော်တီးတစ်လုံးကို तू ထုတ်လိုက်တယ်ဗျ။ပြီးွားရေးဆိုအခွန်ခွာပြီးတော့လိမ်မော်တီးတစိုက်ကို तू စားကြည့်တယ်။ပြီးတော့အဲ့လိမ်မော်တီးကိုအရန်ချင်တာပဲဆိုပြီးတော့အဖွားကိုပေးလိုက်တာပေါ့ဗျာ။ဆိုင်ရှင်အဖွားကလည်းအဲ့လိမ်မော်တီးတစိုက်ကိုစားကြည့်ရင်နဲ့ဘာဖြစ်လို့လဲတဲ့မချင်ပါဘူးတဲ့။ तू ကချိုပါတယ်လို့လူကလေးရဲ့လို့ပြန်ပြောလိုက်တဲ့အချိန်မှာအဲ့ဒီလူကလိမ်မော်တီးအိတ်ကိုလွယ်ပြီးတော့ तू ကထွက်သွားပြီဗျာ။ ဒီအပြုတ်ဟောဗျာသူလိန်မော်သီးဝယ်တိုင်းသူပြည့်လုံနေကြအလုပ်ပဲဗျာတခါတော့သူနဲ့အမြဲအတူလိုက်ပါလာတဲ့ဇနီးဖြစ်သူကသူ့ကိုပြောတယ်ဗျာနားမလဲဆိုတာနဲ့ပေါ့ဗျာဒီအမေကြီးရဲ့ဆိုင်ကရောင်းနေတဲ့လိန်မော်သီးတွေကအမြဲတမ်းချူပါတယ်ဒါပေမဲ့ရှင်ကဘာဖြစ်လို့အဲ့ဒီလိုပဲမချင်နေဆိုပြီးတော့အမြဲလောက်ရတာလေတဲ့ဆိုတော့အဲ့ဒီခါကျတော့အမျိုးသားကပြုတ်မှုတော့ပြောတယ်ဗျာဒီအမေကြီးကတဲ့ချုံမိန်နဲ့လိန်မော်သီးတွေကိုရောင်းမိမယ်တဲ့သူကပတ်စံမတက်နိုင်တဲ့အတွက်ကြောင့်သူ့ရဲ့လိန်မော်သီးတွေတော့သူမစား မစားနိုင်ဘူးပေါ့ဗျာငါဒီလိုလှုပ်ခြင်းအဖြစ်တဲ့သူကမြေးကြည့်ပြီးတော့ပတ်စံတပြားမှမကုန်မဲနဲ့လေမောသေးချူချူလေးတစ်လုံးစားလိုက်ရတာပေါ့တဲ့ဒီလိုပဲဗျာအဖွားဝရဲ့ဘေးဆိုင်ကဈေးတယ်မိမလည်းဒီအမျိုးသားကတဲ့ပြစ်တီဝေပန်တယ်တဲ့ရှစ်ဆိုင်ကလေမောသေးကိုချူရဲတာနဲ့တဲ့အဲ့ဒီလူကအမြဲတမ်းရှင်နေပြောတယ်တဲ့ဒါတော့ရှင်ကအစ်စ်ပူထည့်ပြီးတယ်နော်အဲ့ဒီစကားကိုကြတော့အမေကကြည်ကြည်နဲ့နဲ့ပဲပြုတ်မိပြောတယ်ဗျာ သူဒီလိုလောက်တာကလည်းငါ့ကိုလီမိုဒီအလကားကြွေးရင်လို့ဆိုတာငါသိပါတယ်ငါကအစစ်ထေပြီးတာမဟုတ်ပါဘူးငါရဲ့သူ့ရဲ့မြတ်တာတရားကဒါအလေးသာတော့အလေးသာတော့တာပါလို့ तू ကပြောတယ်တဲ့အဲ့တော့ဘဝရဲ့ပျော်ရွှင်မှုဆိုတာကဒီလိုတည်တည်မမွာချစ်စရာအပြုတ်မှုလေးတွေကနေပြီးတော့စတာပေါ့ဗျာလူသားချင်းချင်းအသားရောင်ခွဲခြားမှုမရှိဘူးဘာသာရေးခွဲခြားမှုကင်းကွာကအဆင့်အတန်းတွေခွဲခြားမှုတွေကနေပြီးတော့ယုံထွက်နေတယ်ဗျာတူဘူးပေါ့တူဘူး မေတ္တာထားကြရင်တူဦးဘောတူစေတနာနားလည်မှုတွေရှိရင်လည်းဒီလိုနဲ့ဗျာဘဝရဲ့ပျော်ရွှင်မှုတွေဆိုတာစတင်ကြရတာပါဗျာရှင်းနေရဲ့သားလေးอ่ะဗျာသူ့အမေကိုပြောတာအမေတဲ့ဘီဆိုတော့ဘာကိုပြောတာလဲအမေတဲ့အဲ့တော့အမေလို့သူကတားရဲ့တဲ့ဘီဆိုတာတားပစ္စည်းတစ်ခုကိုဝယ်တာလို့လူတယောက်ကိုတစ်ခုခုခိုင်းတာလို့အခြားသောကိစ္စအကြောင်းဗျာတဲ့ပတ်စံပေးချေရတဲ့အခါဘီလို့ခေါ်တာပေါ့တဲ့အဲ့ဒါကိုဘီလို့ခေါ်တာဟောဟုတ်လားဆိုတော့သူက စာလေးစာရွက်လေးတူရဲ့ရေးတယ်ဗျရေးပြီးတော့အမေဈေးဝယ်ခိုင်းခါက900ပြီးွားရင်အမေနဲ့အတူတူအိမ်တန့်ရှင်းရေးလောက်ခါ900အမေညောင်းလို့နှိပ်ပြီးက1000ဘောင်း1000ဆိုပြီးတော့ तू ကခေါင်းအောက်ထဲမှာထည့်ထားတာဗျမနဲ့ကြတော့ခေါင်းအောက်ထဲမှာပတ်စံ2000တူတော့ तू ကအံ့ဩနေတယ်ဗျဝမ်းလဲဝမ်းသာွားတော့ပေါ့ဗျာဒါပေမဲ့ဘေးထဲမှာစာရွက်လေးတူရဲ့ရှိတယ်ဗျအဲ့စာရွက်လေးကို तू ဖတ်လိုက်တဲ့အချိန်မှာ မွေးသေးကနေအခုချိန်ထိစုစုပေါင်းဘေးဆိုပြီးတော့000ကျက်ရေးတာပဲဗျ။ကျမ်းမရင်မကောင်းတဲ့အချိန်မှာတဲ့ပူပင်တော့ကရောက်ပြီးတော့တညလုံးမအိပ်ပဲနဲ့စောင့်ခါက000ကျက်။ကြောင်းကိုလိုက်ပို့ခါ000ကျက်။မနေ့ကနေပြီးတော့ညနေစာအတွက်စားခါကို000ကျက်။ပူစားသမျှဝေပီးခါ000ကျက်ဆိုတော့တို့ကအလုံးပေါင်း000ကျက်ဆိုရေးထားတာဗျ။အဲ့ဒီစာကိုတွေ့တဲ့အချိန်မှာ တားလို့သူကမျက်ရည်လေးကျပြီးတော့အမေရဲ့ခြေထောက်ကိုဖတ်ပြီးတော့အမေရဲ့တဲ့အမေရဲ့ဘေးမာလေးတဲ့တံပိုးတွေမထည့်ထားဘူးတော့တားလေးတဲ့အဲ့ဒီတံပိုးကိုဒါဆက်ကမယ်ဆိုရင်တားဒီတားဆက်လို့ကိုမမဟုတ်ဘူးတားမှားသွားပါတယ်တားကိုခွန့်လို့ပါအမေလို့သူကလည်းတားလေးကိုခြိလိုက်ပြီးတော့ဗျ